မြန်မာစာဝရှိဆိုတဲ့ page လေးဖြစ်ပါရယ်ပေါ့။အားလုံးမင်္ဂလာပါ။ဒီဗီဒီယိုလေးထဲမှာတော့မြန်မာစာသင်ကြားနေတဲ့အဆရာဆရာမတွေနဲ့ပြီးတော့လို့ရှိရင်အကိုယ့်ရဲ့ကလေးလေးတွေကိုပေါ့နော်တသားမိလေးတွေကိုမြန်မာစာလေ့ကျင့်ပေးနေတဲ့မိမိတို့အတွက်ဥပမာအဲ ပေါ့နော် overseas ရောက်နေပြီးတော့မြန်မာသားကိုလေ့လာနေတယ်မြန်မာသားကိုသင်ကြားနေတယ်မြန်မာသားကိုလေ့ကျင့်ပေးနေတယ်မိမိတို့ရဲ့အတွက်ဆရာသမားတို့တွေရဲ့အတွက်အကျိုးရှိတင်မဲ့ page လေးတစ်ခုကိုအဲလာပြောပြတာပါအဲ့ဒီ page လေးရဲ့နာမည်ကတော့ zawashi ဆိုတဲ့ page လေးဖြစ်ပါတယ်ပေါ့နော်အဲ့တော့မြန်မာသား washi ဆိုတဲ့ page လေးပါအဲ့တော့ဒီ page လေးရဲ့နာမည်ကမြန်မာသား washi ဆိုတဲ့အာ page လေးပါရှင် okay အဲ့တော့အဒီပိချ်လေးရလေသူကစနစ်သစ်မြန်မာသာမူလာတန်းစင်အတွက်ဝက်ရှိတွေကိုသူကတင်ပေးထားတာပေါ့နော်ပြီးတော့လို့ရှိလို့ရှိရင်လေဒီပိချ်လေးမှာဘာတွေပါလဲဆိုတော့အဲ့ဝက်ရှိလေးတွေဝယ်လို့ရတယ်အဲ့ဒါလေး9000 1000အဲ့အဲ့လောက်ပဲရှိရပေါ့နော်ပြီးတော့လို့ရှိလို့ရှိရင်နောက်ပြီးဒီလို game လေးတွေပေါ့နော်အဲ့တော့ဒီလို game လေးတွေရှိတယ်မြန်မာသာကိုဥပမာ grade 1 grade 2မြန်မာသာဒီပေါ့နော်သင်ရိုးပေါ့နော်ကျမတို့ဒီအစိုးရက အစိုးရတင်ရိုးပေါ့နော်အဲ့ဒီတင်ရိုးကိုအာတင်ကြားတယ်စာဖို့တဖို့တင်ကြားပေးပြီဆိုလို့ရှိရင်ဒီလိုလေ့ကျင့်ခန်းလေးနဲ့ကျွန်တော်တို့ game လေးတွေဆော့ပေးခြင်းအပြင်အာဒီပေါ့နော်တင်ရိုးကိုပို့ပြီးတော့မှမှတ်မိစေတယ်ပြီးတော့လို့ရှိရင်တပ်ပုံအမားအမှန်လေးတင်ရိုးရဲ့အမားအမှန်လေးတွေကိုပို့ပြီးတော့မှမှတ်မိစေရပေါ့နော်သူကဒီ game လေးတွေထဲမှာဆိုလို့ရှိရင် ပုံလေးတွေလည်းပါတယ်စလုံးပေါင်းတပ်ပုံလေးတွေရွေးကိုင်းတဲ့ game လေးတွေလည်းပါတယ်ပြီးတော့ရင်စလုံးလေးဒီလိုမျိုးပေါ့နော်စလုံးလေးတွေပြင်စီတဲ့ game လေးတွေလည်းပါတယ်ဒါကြောင့်မို့လို့အဲဒီဟာလေးရတော့လေဒီ page လေးကလုတ်ပေးထားတဲ့ worksheet လေးတွေကကြတော့အဲကျမတို့ဒီကလေးလေးတွေကိုအဲ ဒီတင်ရိုးဖတ်စာတွေဒီမဟုတ်ပဲနဲ့ကျွန်တော်တို့သရလေးတင်တဲ့အခါအသက်ကလေးတင်တဲ့အခါမှာအဆင်ပြေစီဖို့အတွက်ဒီပြင်ပနေပြီးတော့မှဒီချေစိမ့်ရပါတော့ပြန်ပြီးတော့မှအဲသူကပြန်ပြီးတော့မှလှုပ်ထားတာလေးတွေပေါ့နော်လှုပ်ထားတဲ့ wash လေးတွေဖြစ်ပါတယ်အဲ့ဒီ wash လေးတွေဆိုလို့ရှိရင်တဲ့ တော်တော်လေးကောင်းတယ်လေ့ကျင့်ခန်းလေးကြီးလည်းပါတယ်ပုံလေးရည်နဲ့တွဲပေးထားရပါတော့เนาะအဲ့ဒီဘောကြီးဝက်ရှိလေးတွေကိုလေ့ကျင့်ပြီးတော့ရင်တင်ရုပ်ဖတ်စာလေးတွေကိုတင်ပြီးတော့ပြီဆိုလို့ရှိရင်တော့ဒီလိုမျိုး game လေးတွေနဲ့လေ့ကျင့်တဲ့အခါမှာကျွန်တော်တို့မြန်မာစာကိုအမ်မြန်ဆန်ဆန်လွတ်လွတ်ကပ်ကပ်လေးလည်းမှတ်မိစေနိုင်တယ်ပြီးတော့တော့ခလေးလေးတွေမြန်မာစာသင်တဲ့အခါမှာလည်းသင်ကြားရတဲ့အခါမှာလည်းပျော်ရွှင်စေပါလိမ့်မယ်အဲ့တော့ဒါလေးကိုလာပြီးတော့မှ sharing လေးလုပ်ပေးတာပါစစ်တပါရဲ့ရှင်